ဒီမနက်အစောပိုင်းက TNL ထိမ့်ချုံနယ်မြေဖြစ်တဲ့နမ်ဘူမြို့နယ်မန်လီရွာကိုစစ်ကောင်စီကလေကြောင်းကနှစ်ကြိမ်ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်ရွာကဘုံကြီးကျောင်းနဲ့စာတင်ကျောင်းအပောင်းဝင်နေအိမ်တချို့ထိခိုက်ပျက်စီးသွားတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။အခုဘုံကျဲခံရတဲ့မန်လီရွာဟာတီဘောနမ်ဘူလမ်းမကြီးဘေးမှာရှိတာပါ။အဲ့ဒီရွာဘုံကျဲခံရတာအခုတစ်ကြိမ်နဲ့ဆိုလို့ရှိရင်လေးကြိမ်ရှိပြီလို့သိရပါတယ်။အခုလည်းဘုံကြီးကျောင်းကပြန်မဆောက်နိုင်သေးဘူး။ကလေးတွေကျောင်းတက်ဖို့ လိုနေလို့စာတင်ကျန်းလေးကိုမရှိရှိတာနဲ့ပြန်ပြင်ကြရတယ်အကုန်မဟုတ်ရင်တောင်မှအเจ้าကတက်လို့ရနေပြီအဲ့ဒါကိုမနေ့ကဘုံလာထက်ကြတယ်မန်လီအချိန်ချင်းပြကြခံရပါပြီလို့ TNL နဲ့အနီးစပ်တဲ့သူတယောက်ကပြောပါတယ်မန်လီရွာကိုစစ်ကောင်စီက2021တုန်းကပထမဆုံးကြိမ်ရွာလုံးကျွတ်နီးပါးမိရှုခဲ့ပါတယ်2023ခုနှစ်မှာထပ်ပြီးတော့အဲ့ဒီရွာကိုပုံကျဲလို့စာတင်ကျန်းရောဖုန်ကြီးကျန်းရောပြကြခဲ့ပါတယ်2024ခုနှစ်မှာလည်းနောက်တစ်ကြိမ်ဘုံထက်ကျဲခဲ့ပါတယ်ဒီတစ်ခါ၄ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုမှာလည်းပြန်ဆောက်ထားတဲ့စာတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်